ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုအားပေးနေကြတော့ကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှတော့ကျွန်တော်မိတ်ဆွေများကိုဒီကိနှလုံးပေါ့နော်ဒီကိနှလုံးကတော့ကျွန်တော်အလင်းနဲ့အပိတ်နေရမှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒီနီးအဆက်ကိုကျွန်တော်20နဲ့တစ်ကြိမ်အတွက်အတူတူထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်နံပါတ်9ကနေစာထားတာဖြစ်ပါတယ်3ခွန်ရခွန်တရမှာခုနှစ်တလုံးတူတယ်ပေါ့နော်အဲ့ဒီမှာ3ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီခုနှစ်ကကျွန်တော်အလေးပိတ်နေရဖြစ်ပါတယ် နောက်ထပ်ဒီမှာ၄၈၃၄၄သလုံးတူတယ်ဗောနော်၈၉၄ဆိုပြီးတော့ဒီ၄ကတော့အပိတ်ဖြစ်ပါတယ်၃၀၇၃မှာကျွန်တော်တူတူပဲဖြစ်ပါတယ်ဗောနော်၃သလုံးဒီကျွန်တော်၅၆၃ဆိုပြီးဖြစ်ပါတယ်၄၈၄၈အတူတူပဲဗောနော်ဤရတော့မတူဘူးတိုးတိုးဒီကနန်းရတာရှင်းတော့တူတယ်ဗောနော်၈သလုံးဒီ၆၈၇၈အလေဗောနော်ဒီမှာခွန်တီခွန်တီတူတူပဲခုနှစ်ကနင်းနင်းခွန်ဆိုပြီးဖြစ်ပါလေဒီရှစ်ကတော့3ရှစ်ရှစ်လေးပိတ်ပေါ့နော်သူကတလုံးပဲ ဖြစ်ဖြစ်တယ်ဗောနော်ဒီ6တောင်ညာမှာဆိုရင်တောင်ညာဒီလေတုံးတောင်ညာကိုတင်းငါမှာဆိုရင်ငါဒီတုံးငါနဲ့အဲ့မှာတော့မတူဘူးဗောနော်နေ6ရံ9ကိုရံမှာဆိုရင်ကျွန်တော်နေရံ9ရံတွဲ3ကိုနေဖြစ်ပါတယ်ပြီးရင်ဒီမှာ၄နဲ့6နဲ့ဗောနော်၄ရံ6ရံနေမတူဘူးဗောနော်ကမကနန်းနဲ့မတူတဲ့အတွက်၄6ဒီနေ၄6ဆိုပြီးတော့၄ပိတ်နေရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကဒီမှာ၄ဗောနော်3နဲ့၄ဒီမှာလည်းနေဒီရှင်ကားနဲ့ 6တလုံးက6ဆောင်က5တလုံးဒီ3ဆောင်ဒီမှာလေးတန်းမတူဘူးပေါ့နော်ဆိုတော့6နဲ့4နဲ့ဒီ6 6ဆိုပြီးတော့လေးပိတ်နေရပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ခုမှာတော့8နဲ့4 8 8တလုံးတူတယ်ပေါ့နော်အဲ့ဒီ8တလုံးဒီအာ9 8ဆိုပြီးတော့8အပိတ်ပေါ့နော်9 3 5 9 9တလုံးတူတယ်6 9 6ဆိုပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့တပတ်မှာကျွန်တော်9 9 9ကနန်းရတာရှင်းတူတယ်ပေါ့နော်အဲ့မှာ9တလုံးပို့ပြီးအတားတယ်ဆိုတော့ပြောထားတယ်ပေါ့နော် အဲ့မှာကိုဒီ6 9 8ဆိုပြီးတော့ကျွန်တော်တို့ကိုကအလဲထင်အားနေတယ်ဆိုပေမဲ့သူအလဲထင်နေရတဲ့ခြားတော့တယ်ပေါ့နော်ကျွန်တော်အပိတ်နေရခမ်းမှန်းတယ်ဆိုပေမဲ့သူကအလဲနေရဖြစ်ပါတယ်ကျွန်တော်အလဲထင်အားနေမှာဆိုရင်လေကိုဒလုံးကအနည်းနှမျိုးလောက်ရှိတယ်ပေါ့နော်အလဲထင်နေရမှာအားနေနေတာနည်းနှမျိုးရှိတယ်တော်တော်ကျွန်တော်အလဲထင်အားနေပြပြီးတော့ကျွန်တော်ဒီကိုကအလဲထင်နေရဖြစ်ပါတယ် โอเคနံပါတ်20နဲ့6ကြိမ်ချင်းထိရှိသွားခဲ့ပြီပေါ့နော်နံပါတ်29ဒီကျွန်တော်တို့90နဲ့တစ်ကြိမ်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်အင်းစုံအနေနဲ့ကျွန်တော်နီးနံပါတ်3ကိုစားပြီးတော့လေ့လာကြည့်မယ်ပေါ့နော်ဘူးလုံးလုံးစေတော့ပြန်ပင်တော့မှမရှိသေးဘူးပေါ့နော်အဲ့ဒီလိုမျိုးပဲကနဲ့နဲ့လုံးနီးနှစ်ခုအတူတူပဲပေါ့နော်3ခွန်3ခွန်ဆိုတာလေးရှိတယ်ခင်ဗျာကျွန်တော်အဲ့ဒီ3ခွန်3ခွန်ကိုမတင်ပေးတာဆိုတာလေးကတော့ကျွန်တော်အာ6 9 9အပြီးခွေကိုကြည့်ပြီးတော့ ကျွန်တော်တို့ဒီမှာ၅ကိုပါနေတဲ့အတွက်ကြောင့်မို့၅ကို၅ကိုပြီးတော့၃၅ကိုဒီလည်း၅ကိုတူနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီ၃ခွန်၃ခွန်ကိုမတင်ပြလိုက်တာ okay တော့တယ်ပေါ့နော်ဒီ၃ခွန်၃ခွန်လေးပဲနေရရှိတယ်တို့တို့ကျွန်တော်တို့မတင်ပြလိုက်ရမတင်ပြဘူးပေါ့နော်ဒီဟာလည်းကကျွန်တော်တို့မတင်ပြလိုက်တာဟုတ်သွားတယ်ပေါ့နော်ဒီနည်းနည်းကလည်းပြက်ပြင်းလုံးဝမရှိဘူးတို့တို့ဒီခေတ်တစ်ပတ်၈ခုရှိမှတော့ပြက်သွားတယ်ပေါ့နော်ကျွန်တော်လည်းမတင်ပြဘူးပေါ့နော် ဒါလေးကိုကြည့်ပြီးတော့ဒီကနန်းကြီးကြည့်ပြီးတော့ဒီဟာလေးကိုတင်ပြလိုက်တာ okay သွားခဲ့တယ်ပေါ့နော် okay ဒါဆိုရင်နောက်ထပ်ကျွန်တော်တို့နံပါတ်1ကိုဆက်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာ okay ဒါလေးကတော့ကျွန်တော်နီးနံပါတ်1ဖြစ်ပါတယ်ဒီ698ကနေ699ကိုကြည့်အောင်ပေါ့နော်89 56ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့9633 39ပေါင်းရှင်းခါဆက်နေဖြစ်ပါတယ်ခွန်3ချိန်က20နဲ့တိပေါ့နော်၄နာချိန်8 ရှင်းနဲ့သုံးပေါင်းရှင်းဒီစက်တိဖြစ်ပါတယ်ပြီးရင်ဒီမှာ9အတကြိမ်ပေါ့နော်။တုံညာ9ကြိမ်တုံညာကိုလေးနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ခေတ္တဆိုရင်ကျွန်တော်အဲ့ဒီမှာ6 6နဲ့2ပေါင်းတာ8 8 9 10ပေါ့နော်။ဒါဆိုရင်9နဲ့4ပေါင်းရှင်း9 9ကိုကျွန်တော်လေးနဲ့ထပ်ပေါင်းတယ်ပေါ့နော်။9နဲ့4ပေါင်းရှင်း73 9 3မှာဆိုရင်6 9 6ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ဒလုံးကအလေဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်ဒီမှာ9 3မှာဆိုရင်6 9 6ဆိုပြီးတော့9ဒီအလေဖြစ်ပါတယ်ပေါ့နော်။ ီးတော့ငါကိုဆိုတာလေးကိုဆက်ကြည့်အောင်လားခင်ဗျာဒါဆိုရင်ဒီအပေါ်ကလိုမျိုးပဲပေါ့နော်ရှစ်ကိုခုနှစ်မြောက်တဲ့အတွက်တုံညကိုခုနှစ်မြောက်မယ်ခုငါးကိုရှောက်မှာတစ်ချိန်စီနှစ်ချိန်တစ်ချိန်ဒူနှစ်ချိန်တစ်ချိန်တစ်ချိန်နှစ်ချိန်အပေါင်း၄လို့တွားမယ်ပေါ့နော်ဒါဆိုရင်ခုတုံညဒီတုံညငါးကိုပေါင်းတာ၁၄ပေါ့နော်၄နဲ့၆ပေါင်းရှင်က၁၀ရှောက်နှစ်ချိန်၁၂နည်းနဲ့တည်ပေါင်းတာ၃ငါးနှစ်ချိန်၁၀၁၅ရာတယ်ပေါ့နော်ပြီးရင်ဒီမှာငါးကတစ်ချိန်ဖြစ်ပါတယ် ပြီးရင်9နာချိန်က16ကိုအနောက်မှာရှိတဲ့လေးနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်95ပေါင်းရှင်းက30ဖြစ်ပါတယ်ပေါ့နော်။ရှင်းနဲ့4ပေါင်းတာ7နှစ်၊နှင်းနဲ့ဒီ3နဲ့ပေါင်းတော့9ဆိုတဲ့အတွက်9ကို4နဲ့ပေါင်းတော့9ဆိုတဲ့အတွက်9ကိုအလယ်ပိတ်မှာဆိုရင်8ကို8ဆိုပြီးတော့ကျွန်တော်ဒီ9ကအလယ်ဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်9ကိုမှ8ကို8ဒီမှာပေါ့နော်။9ကိုမှ8ကို8ကိုတလုံးစတာပြပေးထားတယ်ပေါ့နော်။အဆင်းဒီတစ်ပတ်အလေအပိတ်ပေါ့နော်။ အဲကျွန်တော်ဆက်ကြည့်အောင်ပါခင်ဗျာတုံညကိုခွန်ဆိုတဲ့အတွက်ဒီတုံးကိုလည်းခွန်နေမြောင်းမယ်ပေါ့နော်တော့၄၅ရှင်းမှာတစ်ချိန်စီပြီးရင်ဒီမှာနှစ်ချိန်တစ်ချိန်နှစ်ချိန်တစ်ချိန်တစ်ချိန်ပြီးရင်သူ့ကိုနှစ်ချိန်အပေါင်း၄လောက်သွားမယ်ပေါ့နော်အဲဆိုရင်ခွန်၃ချိန်ပေါင်း၃၀နဲ့တိဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်ဒီမှာ၄နဲ့၅ပေါင်းရှင်း၉ပေါ့နော်၉နဲ့၈ပေါင်းရှင်းက၁၀ခွန်ဖြစ်ပါတယ် ်မနက်ရှိပေါင်း73 34ပေါင်းခွန်8နာချိန်16 6နာခွန်ပေါင်း23တုံးပေးကြည့်မယ်ပေါ့နော်4နာချိန်8 8နာ9ပေါင်းရှင်းကဆက်ခွန်ဖြစ်ပါတယ်ဒီ3ဟာတစ်ချိန်ပေါ့နော်ပြီးရင်1နာချိန်2ကို4နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာခွန်3ပေါင်းရှင်းက30ခွန်3ပေါင်းရှင်းက30ပေါ့နော်ဒီနေ့နဲ့ဒီလေးနဲ့ပေါင်း6 6နဲ့တက်ပေါင်းတာခွန်ရတဲ့အတွက်ကြောင့်မို့ရတဲ့ခွန်ကိုလေးနဲ့ပေါင်းတော့7ခွန် အထီးကြီးရမယ်ပေါ့နော်။ဘဲဒီမှာတော့ခွန်တစ်ကြီးဆိုပြီးရနေတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီလေပိတ်အတွဲ3 5ဆိုတာလေးကတော့ဒီမှာခွန်တစ်ကြီးတော့လွှတ်သွားပြီဖြစ်ပါတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီတစ်ခုမှာခွန်ကို၄ပေါင်းတော့7ခွန်တစ်ဆိုပြီးရမယ်ပေါ့နော်။အဲ့ဒီခွန်တစ်ကကျွန်တော်ဒီအပေါ်မှာလည်းပါတယ်ပေါ့နော်။ဒီခွန်တင်ပါဆိုရင်နိနိခွန်ဆိုပြီးတော့ခုနှစ်တလုံးခြာပြီးတွားခေပူတယ်ပေါ့နော်။ဒါဆိုရင်နောက်ထပ်နိနံပါတ်2ကိုလည်းဆက်ကြည့်အောင်လားခင်ဗျာ။ အဲဒါလေးကတော့ကျွန်တော်နီးနံပါတ်1ဖြစ်ပါတယ်လေပိတ်အနေအထားပေါ့နော်၈နှစ်ချိန်ပေါင်းရှင်း၁၆၆၆နှစ်ချိန်ပေါင်းတာ၁၂ဒီမှာ၈ကတစ်ချိန်ပြီးရင်ဒီမှာ၈ကတစ်ချိန်၅နှစ်ပိုင်း၅နှစ်ချိန်၃၀၁၂နှစ်နဲ့၈ပေါင်းတာ၃၀၆၃ချိန်၁၈ကိုဒီ၃ညနာချိန်၃ညတင်းနဲ့ထပ်ပေါင်းတယ်ပေါ့နော်။အိုကေဒါဆိုရင်ကျွန်တော်ဒီမှာ၈ရက်နေ့ရပေါင်းချင်း၃၀၊၈နှစ်နေ့ပေါင်း၃၀။ဒါဆိုရင်ဒီမှာတော့၆နှစ်၈ပေါင်းလား၁၄နှစ်တိပေါင်း၅ဆိုတဲ့အတွက် ငါ့ကိုလေသူ့ကိုလေးနဲ့ပေါင်းတယ်ပေါ့နော်ကိုငါကိုမှာဆိုရင်6ကိုရောက်ဆိုပြီးတော့ကိုကအလဲထိန်ဖြစ်ပါတယ်ဆိုတော့ငါကိုငါကိုမှာ6ကိုရောက်ဒီမှာအတူတူပဲဖြစ်ပါတယ်ပေါ့နော်ငါကိုမှာအဲ sorry ဒီမှာငါကိုမှာ6ကိုရောက်ပြီးတော့ဒီငါကိုထပ်ပြီးရတာကိုဆက်ကြည့်အောင်ပေါ့နော်အဲဆိုရင်ဒီ6ကိုနှစ်ကြိမ်ဆိုတဲ့အတွက်3ညာနှစ်ကြိမ်၊9မှာနှစ်ကြိမ်၊10မှာနှစ်ကြိမ်၊2မှာနှစ်ကြိမ် နှစ်ကြိမ်တစ်ကြိမ်တစ်ကြိမ်တစ်ကြိမ်စီပေါ့နော်နှစ်ကြိမ်ပြီးရင်သုံးကြိမ်ဒီအနေမှာနှစ်ကြိမ်အပေါင်းတိဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်ကိုးနှစ်ကြိမ်၁၈ရှင်းနှစ်၆ပေါင်းရှင်းနှစ်၄နဲ့၄လေးပေးကြည့်မယ်ပေါ့နော်ကိုးကတစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာငါးနှစ်ကြိမ်၁၀၁၁၁၈ရှင်းနှစ်ကြိမ်ပေါင်း၁၆၉၂ကြိမ်က၁၈၄၃၃ကြိမ်၁၂ပေါ့နော်၇ကြိမ်၁၄ကိုအနောက်မှာရှိတယ်၁နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်၉နဲ့၁ပေါင်းရှင်း၁၀၄နဲ့၆ပေါင်းရှင်း၁၀ ရှင်းနဲ့နှစ်ပေါင်းတစ်စည်းဒီ၄နဲ့တစ်ပေါင်းတော့၅ဆိုတဲ့အတွက်၅ကို၄ပေါင်း၉၅ကိုမှာဆိုရင်၈ကို၈ကိုအလဲထင်ဖြစ်ပါလိမ့်ပေါ့နော်ဆိုတော့၅ကိုမှာ၈ကို၈ဆိုပြီးတော့ဒီမှာရေးပြထားတယ်ပေါ့နော်ကျွန်တော်တို့ကိုလုံးပိုင်ရှိတယ်ဆိုတာလေးလက်သားကြောင့်မတင်ပြပြရှင်းဖြစ်ပါလိမ့်ပေါ့နော်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီ20နဲ့တစ်ကြိမ်အတွက်အနည်းနံပါတ်2ပေါ့နော်ဒီနံပါတ်2ကဒီ၃ညအောင်တစ်ကြိမ်ဆိုတဲ့အတွက်ဒီ၃မှာတစ်ကြိမ်ဖြစ်ပါတယ်ဒီ၅မှာတစ်ကြိမ်ပေါ့နော်ပြီးရင်အပိတ်မှာတစ်ကြိမ် ဒီကိုမှဆွေတဲ့လေးမှာငါးနှစ်ချိန်ဆိုတော့သုံးနှစ်ချိန်တိမတစ်ချိန်ဆိုတော့ဒီရှင်းမှာပေါ့နော်တတအနှစ်ချိန်ပြီးရင်သူသုံးချိန်အတိမနှစ်ချိန်အပေါင်းတိဆွေပြီးသွားမယ်ပေါ့နော်သုံးနှစ်ချိန်ပေါင်းရှင်းဒီ6ဖြစ်ပါတယ်ငါးနှစ်ချိန်30 78 400တစ်ချိန်ဖြစ်ပါတယ်သုံးနှစ်ချိန်ပေါင်းရှင်း6ဒီမှာ8ကတစ်ချိန်ဖြစ်ပါတယ်1 2 3 4ပေါ့နော် 63ကြိမ်ပေါင်းတာ78 9ကြိမ်78ကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီလို၄နဲ့6ပေါင်းရှင်း30ရတယ်ပေါ့နော်နောက်ထပ်7နဲ့ကြိမ်16 4နဲ့ပေါင်းရင်20ဖြစ်ပါတယ်7နဲ့ကြိမ်16 4နဲ့ပေါင်းရင်30ပေါ့နော်20နောက်ထပ်ကျွန်တော်ဒီမှာဒီ7နဲ့ကြိမ်ပေါင်းတာ16 6နဲ့6ပေါင်းတာ12နည်းနဲ့7ပေါင်းတာ3ဆိုတဲ့အတွက်ကျွန်တော်ရလာလေး3ကို4နဲ့ပေါင်းတော့ခွန်3ခွန်ဆိုပြီးရမယ်ပေါ့နော် ဆိုတော့ကျွန်တော်ဒီတစ်ပတ်မှာ၃နှစ်သေးပေါင်းခွန်ဆိုတော့၃ခွန်၄ပိတ်အထိဖြစ်ပါတယ်ဆိုတော့ခွန်၁၃ခွန်ဆိုပြီးဖြားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာခုနှစ်တလုံးကျွန်တော်တို့အလေပိတ်နေရာရတယ်ပေါ့နော်ဒီအပေါ်မှာလည်းပုံတူတလုံးတောက်လျှောက်ရှားတယ်ပေါ့နော်ဒီမှာဆိုရင်ပုံတူ6တိရှေ့ရှောင်းက9တိ356 8တိ9ခွန်8 9တိ6 9လျှောက် ပြီးရင်ဒီမှာပုံတူက၄ဒီ၈၉၄9ဒီ300ကျွန်တော်ဒီဘက်မှာတော့9တလုံးပုံပြီးတော့ပုံတူနေတာတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ3 5အဲ့ဒီခုနှစ်ကိုကျွန်တော်အလေးပိတ်အထီကီတုံညာနေလေးနဲ့ကယ်လိုရတယ်လို့နေလေးချောင်းနဲ့ကယ်လိုလေးဆင်ပြီးမယ်ပေါ့နော်။ဒါဆိုရင်ဒီမှာတော့ကျွန်တော်ခုနှစ်တလုံးရတယ်ပေါ့နော်။အပြီးခွေကကြတော့ကျွန်တော်3089တုံညာတည်ဆူပြီးရတယ်ပေါ့နော်။အဲ့မှာဖြစ်ပါတယ်အဲ့မှာ ၃ညနေ့၆ရှိတယ်နေ့၄၆ရှိတယ်နေ့၈၃ညရှိတယ်ဒါဆိုရင်ခုနှစ်ကတ်မယ်ဆိုရင်ကျွန်တော်ဒီမှာအဲခုန်၄ခုန်၈ခုန်၃ညဆိုပြီးဖြစ်သွားမှာပေါ့နော်အဲ့လိုလေးတက်လို့အဆင်ပြေတယ်ဒါမှမဟုတ်ဒီမှာဆိုရင်ပုံတူကဒီမှာခုနှစ်တလုံးရှိတဲ့အတွက်ဒီမှာပုံ၃လုံးပါနေရမယ်ပေါ့နော်စုံကနပုံ၃လုံးဒီမှာပါနေဘူးပေါ့နော်ဆိုတော့အဲ့ဒီနေ့၃မျိုးမှာလည်းတပင်တမဟုတ်တပင်တော့ပြန်มาဖြစ်ပါလေပေါ့နော်ဆိုတော့အဲ့ဒီမှာ၃ညနေ့၆ဒီမှာဆိုရင်၆တလုံးတူတယ် ဒီမှာလေးလေးသလုံးတူတယ်ခြေခြေကမပါဘူးဗောနော်၃ညပါတယ်ခင်ဗျာကျွန်တော်ကျွန်တော်အဲ့ဒီခွန်ကိုကျွန်တော်ဒီနီးတုံးမြူထက်ကတခုခုနဲ့တွဲလိုက်ရင်ဆင်ပြီးတော့မယ်ဗောနော်โอเคဒါလေးကိုလည်းကျွန်တော်နန်းတော့အနောနှလုံးပေါင်းရှင်ပြိုင်နဲ့ထန်းညီလို့လေးຢာသေးတယ်ဗောနော်ပြီးတော့ကျွန်တော်ဒီဟာဖြစ်ပါတယ်ဒီမှာကျတော့ခွန်ဆိုတော့ဒီမှာခွန်လေးပါတယ်ဗောနော်ဒီအပေါ်တခုပဲတုံးမယ်ဆိုရင်ဗောနော်ခွန်၃ည၃၃၄၅ခွန်၃ည၃၃၄၅ဆိုတော့ကျွန်တော် တုံညာနိလေးဒေပိအထီကြီးနဲ့တုံးမယ်ဆိုရင်ရမယ်ပေါ့နော် sorry တုံညာနိ6နိလေး6နိလေး6မပါဘူးနော်လေးရှိတုံညာလေးရဲ့တုံညာရပါတယ်နိလေး6ဆိုတော့နိလေး6ကမပါဘူးပေါ့နော်ဒီမှာခုနှစ်တလုံးတော့ရတယ်ပေါ့နော်ခုနှစ်ချီရဲ့ဒါဆိုရင်တော့ generator ဒီအပီးခရီမှာတော့ခွန်တလုံးမပါနေဘူးပေါ့နော်ပုံသူယူမယ်ဆိုရင်ပေါ့နော်ဒါကြောင့်မို့ဒီတစ်ပတ်မှာတော့ generator အာချင်းချင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီတစ်ပတ်မှာတော့ဒီမှာ ဤကိရဘ၅ကို၅ကိုတော့ကိုယ်တလုံးပါတယ်ပေါ့နော်ဒီဘက်မှာ9 DFB ခွေကနဲ့မှာ9လောက်မှာပါဘူးပေါ့နော်ကျွန်တော်ကကျွန်တော်အာရှင်းချင်းရမှာဖြစ်ပါတယ်နော်ခေတ္တကတင်ချာနည်းရပါပေါ့နော်တင်ချာနည်းရမရှင်များလေးလာလို့ရအောင်ပြန်လေးများမရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ကြည့်ရှုရှင်မရှင်များအားလုံးကိုလည်းကြည့်ရှုတင်ပါတယ်ခင်ဗျာ